လူမိုက်နဲ့မပေါင်းတဲ့တို့ဖခင်ကဟောတော်မူတော့လူမိုက်နဲ့ပေါင်းရင်ဘာလုပ်မလဲဘာထစ်မလဲလူမိုက်ကသူတယောက်တည်းမိုက်ယုံနဲ့သူမကျင်တတ်ဘူးနော် အဖော်ဆက်ချင်းတယ်အဖော်ညိချင်းတယ်ဘယ်ကိစ္စဖြစ်ဖြစ်အဖော်ရှိမှအင်မတန်လှုပ်လို့ကောင်းတယ်နဲ့ထူပါတယ်ပဲအဲ့တော့တခုခုသူမကောင်းတာလှုပ်တော့မယ်ဆိုရင်အားရှိအောင်ဆိုပြီးတော့သူကအဖော်ရှာတယ်အဖော်ရှိရင်အားရှိတာကိုနော် အရှင်းဆုံးဥပမာတစ်ခုဆိုပါတော့အရက်တော့တက်တဲ့သူကသူအရက်တော့ရှင်တျော်ထဲတော့ရတာပြင်းတယ်ပြင်းတော့သူကအဖော်ဆက်တော်လာမယ်တကယ်ချင်းလာကွာအရက်တော့ရအောင်ဆိုပြီးခေါ်မယ်အဲ့ဒီတော့မတောက်ချင်တဲ့သူကဟာကွာငါအရက်မတောက်ချင်ဘူးဆိုပြီးတော့ပြောမယ်ဆိုရင်မင်းကလည်းငါ့ကိုခင်တော့ပါကွာနော်တဲ့အနေရခအောင်ပြောတာပေါ့ ငါ့ကိုချစ်ရင်တော့တောက်ပါကွာဆိုတော့မတောက်ရင်တော့ငါ့ကိုမချစ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ပေါက်တာပေါ့အဲ့လိုနဲ့ကိုကကိုကိုကိုမထိမ့်သိမ့်နိုင်တဲ့သူဖြစ်မယ်ဆိုရင်သူနဲ့အတူတူရောပြီးတော့မိုက်မိမှာပဲဖျားအမေရိကမှာဟောတုံးကဘယ်လိုဖြစ်လဲဆိုတော့ကိုဘွားမှာကြီးပွားခြင်းအောင်မြင်ခြင်းတိုးတက်ခြင်းလူမိုက်နဲ့မပေါင်းသင်းကြနဲ့လို့ပြောတော့ပရိသတ်တွေထဲကတော်တော်များများကရယ်ကြတယ်ဗျာ ဖခင်ကငါလေးနဲ့တဲ့အကြောင်းပြောနေတာအင်မတန်အရေးကြီးတဲ့အကြောင်းပြောနေတာပရိသတ်ကရဲတယ်ဆိုတော့ဘာဖြစ်လို့ရဲတာလဲလို့ပရိသတ်ကမေးတယ်မေးတော့သူတို့ကတပိတော်တို့မှာပေါင်းရမယ်လို့မရှိဘူးဗျာတပိတော်တို့ကိုယ်တိုင်က လူမိုက်တွေပါပဲတဲ့အဲ့ဒီတော့အသေးဘက်ကဘလို့ပောက်သွားလဲဆိုတော့အနည်းနဲ့အများတော့လူတိုင်းကလူမိုက်တွေပဲလို့ပြောရတော့မှာပဲနည်းနည်းမိုက်တာနဲ့များများမိုက်တာပဲကွာမယ်အားလုံးကလူမိုက်ချီးပဲလို့ပြောရမှာပါ ကိုကိုကိုဝင်ခံနိုင်ပါမလားဝင်ခံနိုင်ပါတယ်နော်ဖရားတို့နဲ့မိုက်ခဲ့တာပါပဲဘလော့ဖဲမိုက်နေနေကောင်းကျင်တဲ့စိတ်ကလေးကတော့ရှိသေးတယ်ကိုအမားဟူကိုဝင်မခံနိုင်တဲ့၍အမားဟူပြန်လို့မရဘူးဒါစိတ်ပညာမှာအင်မတန်အရေးကြီးတဲ့ကီးတစ်ခုဖြစ်တယ်ကဲလူမိုက်ဟာဘာကြောင့်မိုက်တာလဲအယုံဆုံးဖြေရရင်တော့မိုက်ချင်တဲ့စိတ်ရှိလို့မိုက်တာပါ ဒီထက်ပိုပြီးတော့တိကျအောင်ဖြေရမယ်ဆိုရင်လောဘကြီးလွန်ရင်မိုက်တတ်တယ်သောတာပန်တော်မှလောဘမကင်းသေးတာစားခြင်းစိတ်ရှိတယ်ကြီးခြင်းစိတ်ရှိတယ်ဒါပေမဲ့သူတစ်ပါးအကျူးစီးွားထိခိုက်အောင်တော့မလုပ်ဘူးသူစားခြင်းနဲ့သူ့ချွေးနေစားနဲ့ရှာထားတဲ့ပိတ်ဆက်နဲ့သူဝယ်စားမှာပဲဒူးစရိုက်ကိုလုတ်တဲ့သူတွေကြတော့သူလိုချင်တာကအပင်မဲမခံရဘဲနဲ့လွယ်လွယ်နဲ့မြန်မြန်လိုချင်တာဆိုတော့မယိုးနိုင်တဲ့နီးနဲ့ လုံးမိတော့မယ်ထိုတူပဲဒေါသကြောင့်မိုက်တာလည်းရှိတယ်တယောက်ယောက်ကကိုယ့်ကိုယ်တစ်ခုခုပြောလိုက်တာကိုဒေါသအကြီးအကျယ်ဖြစ်တယ်တီးခါနိုင်မှုဒေါသဖြစ်တဲ့အခါမှာအဲ့ဒီဒေါသကိုမသိလို့ရှိရင်မထိန်နိုင်လို့ရှိရင်ဒေါသအလျောက်လုံးမိမယ်အသက်အန္တရာယ်ဖြစ်လောက်တဲ့အထီအောင်ပဲလှုပ်ချင်ရင်လည်းလုံးမိမယ်နော်ဖျားခက်ခက်ငယ်ငယ်တုန်းကဒေါသကြီးကြီးနဲ့ တတော်ကိုကြီးတဲ့အမားတခုကိုလွန်ကျူးမိတော့မလို့ဖြစ်သွားဘူးတဲ့သူညားကိုဓာတ်နဲ့ထိုးဖို့လက်ထဲမှာတောင်ဓာတ်ကရောက်နေပြီသို့တော်လည်းတတိပေးတဲ့သူကရှိနေလို့မလို့ဖြစ်တော့ဘူးမလို့မိတာတတော်ကန်ကောင်းသွားတာပဲအကယ်၍သာအဲ့ဒီလိုလုံးမိသွားမယ်ဆိုရင်ဒီဘဝဒီအချိန်နေဒီနေရာမှာရှိနိုင်မှာမဟုတ်ဘူး तू လဲဒုက္ခရောက်သွားသလိုကိုလည်းပဲဘဝပြတ်သွားမယ် ဖျားရဲ့ပင်ကုံစရိုက်ကအင်မတန်ဒေါသကြီးတယ်။လောဘအဲ့လောက်မကြီးဘူး။ဒေါသက ပိုကြီးတယ်။ပြီးတော့မာနလည်းအင်မတန်ကြီးတယ်။ကိုကိုသူများတင်စီမှ လုံးဝလက်မခံဘူး။အဲ့လိုစိတ်ကြောင့်လည်းပဲတယောက်နဲ့တယောက်ဆက်ဆံရေးမှမပြေလည်တာတွေတော်တော်များခဲ့တယ်။ကိုကိုပြောရဆိုရမှာတော့မရဲတော့ဘူး။သူနဲ့ခတ်ဝေဝေနေရတာကောင်းတာပဲဆိုပြီးတော့ကိုကိုမတိမတာရှောင်ရှောင်ပြီးတော့သွားတဲ့အခါကျတော့ကို့မှာပေါင်းရမယ်လူတွေနဲသွားတယ် ဖျားခက်ခက်ငငယ်တုန်းကအပေါင်းသင်းအင်မတန်နဲခဲ့တယ်။စာအုပ်ကိုပဲအပေါင်းသင်းလုပ်နေရတယ်။အဲ့ဒါလည်းပဲတနည်းတော့ကောင်းပါတယ်။အလေးမစာမရှိဆိုတော့အဲ့ဒီစာတွေဖတ်ရင်ဖတ်ရင်လည်းပဲနည်းနည်းအတိအမြင်လေးတွေကပြောင်းလာတာပေါ့။ကိုကူကိုအများကြီးပြပြင်အားတော်လာပါပဲ။